ခါဒီမှာကျွန်တော်အကြံပြုပြောဆိုကြတယ်လीเนาะတခုခုလုံးတင်နေမင်းဒါအောင်လို့လုံးတင်နေဒါအောင်လို့မလုံးတင်ဘူးဒါပေါ့ဒါအောင်လုံးတင်လားဆိုပြီးတော့ဗောနောအကြံပြုပြီးတော့လေဒီဗောနော advice လို့ခေါ်တာဗောနောအကြံပေးတယ်ဗောနောအကြံပြုတယ်ဆိုတဲ့နေရာဒီမှာသုံးကြတယ်ဗောနောကျွန်တော်ဒီ model verb လေးတွေဗောနောအဲ့ဒီအကြံလေးတွေကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်တော်တို့ကိုရိုမာတို့ဗောနော the models for advice အဲ့တော့အကြံပြုပြီးပြောရမယ်ဆိုလို့ရှင်ကျွန်တော်ကိုရိုမာတို့ short ကိုသုံးလို့ရတယ် opt to ကိုသုံးလို့ရတယ် now head better ကိုသုံးလို့ရတယ် တခုခုလုံးသိနေဆိုပြီးအချက်ကြီးပြောခြင်းလေကျွန်တော်ကိုရမတို့က short ought to had better ဘောနော်အဲ့ဒီဟာလေးတွေကျွန်တော်ကအကြံပြုပြီးပြောလို့ရတယ်ဘောနော်အဲ့တော့ဒီဟာလေးတွေကိုကျွန်တော်ကဒါ model auxiliary verb လို့ခေါ်ပါတယ်တချို့ကဒါတော့ကျွန်တော်က semi model verb လို့ခေါ်ပါတယ်ရှင့်အဲ့တော့ဒီ short ကတော့ဒါ model model verb ဘောနော်ကျွန်တော်ကိုတော့သိပြီးသားဘောနော်အဲဒီ ought to ရဲ့ had better ရောက်ကျွန်တော်တို့ semi model လို့ခေါ်ပါတယ်ရှင့်ဘာလို့လဲ तू ကသူ့နာမှာထူပါသွားတာမလို့ तू က model အပြည့်အဝမဟုတ်ဘဲနဲ့ဒီ semi တဝက်ဖြစ်သွားတာဘောနော် ဲ့တော့ဆိုတော့ morning auxiliary verb တွေဖြစ်တာဖြစ်တဲ့အတွက် should go on to or had better ကိုသူ့နောက်ကနေကျွန်တော်တို့ base verb လို့ခေါ်တာပေါ့နော်ဘာမှ you use လိုက်လို့ရမယ်။ Okay နော်အဲ့တော့သူ့နောက်ကကျွန်တော်တို့ကိုယ်တော်မှာပဲလိုက်လို့ရမလဲ။ဘာမှလိုက်လို့ရမယ်။ Okay နော်အဲ့တော့အာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအကြံပြုတဲ့နေရာမှာသုံးတဲ့ verb လေးတွေပေါ့နော်။ဗာလေးလေးတွေသုံးမလဲ။ should သုံးလို့ရမယ်။ ought to သုံးလို့ရမယ်။ had better သုံးပြီးပြောလို့ရမယ်။ဒါပေမဲ့အဓိပ္ပာယ်လေးတွေကိုယ်မယ်နော်။အဓိပ္ပာယ်လေးတွေကိုယ်မယ်နော်။အဲ့တော့ ကျွန်တော်တို့ဗောနော်အခုနကပြောသလိုပဲအကြံပြုပြောရမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ short out to head better ကိုသုံးပြီးရောအကြံပြုပြောလို့ရတယ်သူတို့တွေအတိတ်ပဲစင်တူစင်တူတယ်ဒါပေမဲ့အတိအကျတူတယ်ဆိုလည်းမတူပါဘူးရှင့်တခုနဲ့တခုနည်းနည်းလေးတော့ကွဲပြားချက်လေးရှိရပါဗောနော်အဲ့တော့ကျွန်တော်ကအဲ့သုံးခုရဲ့ကွဲပြားချက်လေးတွေကိုကျွန်တော်တခုချင်းစီကိုရှင်းပြပေးပါမယ်ရှင် Okay အဲ့တော့လာပြီ number 1 short အဲ့တော့လွန်တဲ့ခုခုပဲ तू အသုံးများတယ် ဟုတ်တယ်နော်ကျွန်တော်ကိုရမောက်တစ်ခုခုလုံးသိနေဆိုပြီးပြောလိုက်မှဆိုလို့ရှိရင် तू อ่ะအသုံးအများဆုံးပဲ should you should he should she should i should နော် तू อ่ะအသုံးလေးများတယ်နော်လေကူကူလေးပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်က should ကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်က should ကိုဘာလို့ခု should ကို okay ဒီ all should do ပါပဲနော် had better role ပေါ့နော်အဲ့တော့ advice လို့ခေါ်တဲ့အကြံပြုပြီးပြောမဲ့အခါမှာသုံးတယ်အကြံပေးချင်တာပေါ့နော်တစ်ခုခုလုံးသိနေဆိုပြီးအကြံပေးချင်တဲ့နေရာမှာသုံးတယ်နောက်ကျွန်တော် opinion လို့ခေါ်တဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေ ဟာဒါတော့ဖြစ်တဲ့နာပေါ့ဆိုရင်တော့အဲ့လိုမျိုးထင်မြင်ယူဆချက်တွေကိုပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်က should ကိုသုံးလို့ရတယ် okay နောက်တစ်ခု criticism လို့ခေါ်တဲ့ကျွန်တော်ထပ်ပြဝေဖန်ချက်တွေပေါ့နော်အဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်ကျွန်တော်က should ကိုသုံးလို့ရပါတယ်တဲ့ okay example လေးနဲ့တကွာရှင်းပြပေးမယ်နော် okay ဆိုတော့ဒီ short ကိုကျွန်တော်ပုံမှန်အကြံပြုတစ်ခုခုကိုလုံးသိနေဆိုပြီးတော့ပုံမှန်အကြံပြုပြီးတော့ပြောတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တော်မှတို့ဒီ short နဲ့ဒါအတော့လည်းငိုကနဲ့များပြီးသားပဲလေနော် အဲ့တော့ဆိုတော့တခုခုလုံးတင်နေဆိုပြီးပုံမှန်လေးအကြံပြုမယ်။နောက်ဝေဘန်ဘောနော်အလုံးပြုံပုံစံပြောမယ်။နောက်ထင်မြင် user chat တွေကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဂရုမာတို့ short ကိုတုံးလို့ရတယ်ပေါ့နော်။ Okay example အဖြစ်ဆိုလို့ရှိရင် you should buy you should buy this red shirt. It suits you. မင်းဒီအနည်းအောင်ရှက်အင်းကြီးကိုဝယ်တင်တယ်တဲ့။အဲ့ဒါမင်းနဲ့ like တယ်တဲ့။ Okay နော်ရိုးရိုးလေးပဲအကြံပြုပြောတဲ့သဘောပေါ့နော်။မင်းဒီအနည်းအောင်ရှက်အင်းကြီးကို ဝယ်သိနေအဲ့ဒါမင်းနဲ့လိုက်တယ်โอเคဒါအကြံပြုပြောတဲ့သဘောပေါ့နော်နောက်တစ်ခု everyone should read that book it's great လူမလူရိုင်းတော့အဲ့စာကိုဖတ်တင်တာကိုယ့်ရဲ့ဓာတ်သမီးဖြတ်ချက်ဖြစ်သွားတာလေနောက်လူရိုင်းအဲ့စာကိုဖတ်ကိုဖတ်တင်တာဘာလို့ဆိုအဲ့ဒါကောင်းတယ် it's great ဒါကောင်းတယ်တဲ့ okay နော်အဲ့တော့ opinion လို့ခေါ်တဲ့သမီးယူစာချက်တွေပြောရနေမှာတုံးတယ်နော် okay နောက်တစ်ခုကကျွန်တော်ကိုယ်ကဒါလေးရောနည်းနည်းလေးအဲတိရလေးနည်းနည်းလေးရောလေးဒါလေးနည်းနည်းလေးတိရလေးနည်းနည်းမေ့ထင်တယ်နော် တမ်းရတော့ပြင် shoot ခုနပြောလို့ verb form လိုက်တာကိုတွေးဖူးတာကိုဘောနော်ဒီနေ့လေးမှာကျွန်တော် shoot ကိုလေ past tense လို့ခေါ်တဲ့အတိတ်ကာလမှာနော်ကျွန်တော်အတိတ်ကာလမှာကိုကျွန်တော် shoot ကိုတွားပြီးတွဲသုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသုံးရလဲဆိုလို့ရှိရင်လေ तू ကလေအတိတ်ကာလမှာအဲ့ဟာလေးကိုလုတ်ခဲတဲ့နာဆိုပြီးတော့ပြောချင်တာခါလေးရှိရင်တော့ကျွန်တော်ကိုယ်မှာကိုလေဟာငါဒါဝဲကိုဝဲခဲတဲ့နာဒါပေမဲ့လက်ရှိမှာမဝဲခဲ့ရဘူးဟာငါဒီစာအုပ်ကငါယူကိုယူခဲတဲ့နာဒါပေမဲ့လက်ရှိမှာမယူခဲ့ရဟုတ်တယ်နော်ငါသူ့ကိုဖုန်းခေါ်ဖို့ခေါ်ခဲ့တဲ့နာဒါပေမဲ့မခေါ်ခဲ့ရဘူး ဲ့လိုပဲဟာငါဒီစာအုပ်ကိုငါမယူကိုမယူခဲ့တင်တာဒါပေမဲ့လက်ရှိမှာယူခဲ့ပြီးတော့အဲ့လိုမျိုးပေါ့နော်အတိတ်ကာလမှာတခုခုကိုလုတ်ခဲ့တင်တာတခုခုကိုမလုတ်ခဲ့တင်ဘူးဆိုပြီးဒါပေမဲ့လက်ရှိမှာကျတော့အဲ့ဒါနဲ့စက်ချင်မဲ့ပုံစံဖြစ်သွားပြီလေနော်အဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တို့မတို့ should have verb 3ဒီ formula နဲ့ပြောလို့ရပါတယ်နော်ဒါလေးတော့မှတ်ထားပေးပါနော်အဲ့တော့ဆိုတော့အတိတ်ကာလမှာကျွန်တော်ကိုယ်တော်တခုခုကိုလောက်ခဲ့တင်တာကွာတခုခုကိုမလောက်ခဲ့တင်ဘူးအဲအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တော်တို့ should have verb 3 okay အဲ့ဒီပုံစံနဲ့ပြောလို့ရပါတယ်เนาะဒါလေးတော့နည်းနည်းလေးအတိလေးနည်းနည်းသိမှလေးနေတော့ကျွန်တော်ပုံပြီးမှတ်လို့ကောင်းတော့တာပေါ့เนาะ okay အဲ့တော့ဒီမှာ example နဲ့ဆိုလို့ရှိရင် I should have asked that verb 3เนาะ I should have asked his phone number from him ငါသူ့စီရင်ငါသူ့ဖုန်းနံပါတ်ကိုတောင်းကိုတောင်းခဲ့တယ်ဒါပေမဲ့ခုမတောင်းခဲ့လေရအဲ့ဒါပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကိုယ်တော်မှာတော့ should have verb 3နဲ့သုံးလို့ရပါတယ်ရှင့် โอเคအဲ့တော့ကျွန်တော်တို့ short ကိုပြန်ကောက်မယ်ဆိုလို့ရှိရင်ကျွန်တော် short ကိုပုံမဲ့အကြံပြုပြီးတော့ခုခုလုံးသိနေဆိုပြီးအကြံပြုပြောတဲ့ခါမှာသုံးတယ် opinion လို့ခေါ်တဲ့ထင်မြင်ယူဆချက်တွေပေါ့နော်အဲ့လိုပြောတဲ့ခါမှာသုံးတယ်ခုနကမျိုးပေါ့အထက်ကလည်းမှာပေါ့နော်ဟာဒါလေးကိုလုတ်ခဲ့တင်တာအော်ဒါတော့မလုတ်ခဲ့တင်ဘူးဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲဝေဘထောက်ပြချက်အနေနဲ့ပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုမလို့ should have first နဲ့သုံးလို့ရတယ်ပေါ့နော် Okay အဒီ short ကကြတော့ကျွန်တော်တို့ကဒီမှာသူ့ကိုကျွန်တော်တို့အစုံပြုတ်ဝတ်ချက်လို့ခေါ်တဲ့ positive မှာလည်းသုံးလို့ရတဲ့ဥပမာပေါ့ အခုလည်းပြောနော် you should buy uh, this red shirt တော်ရရတယ်နော်အဲ့လိုပဲ negative နေနဲ့ you should buy this red shirt in the အနည်းရောအနည်းကိုမဝဲတဲ့ဘူးပေါ့အနည်းမှလည်းသုံးလို့ရတယ်နောက်တစ်ခု should i buy this red shirt ငါအဲ့ဒီအနည်းရောအနည်းကိုဝဲတဲ့လားဆိုပြီးတော့မိကုန်းပေါ့နော် question form နဲ့သုံးလို့ရပါလေရှင့် should လေးရ Okay အဲ့ကျွန်တော်ကတော့ရှင်းမဲ့ထင်ပါတယ်နော်ဒါ should ရဲ့အကြောင်းလေးကိုရှင်းရှင်းပြပေးထားတာပေါ့နော် လာပြီ now number 2 og 2ဟုတ်ပြီကျွန်တော် og 2ကိုဘယ်လိုဘယ်နေရာမှာသုံးလို့ဆို og 2ကရှင်းတယ် should နဲ့တူတူပဲ og 2 uh, equal should ပဲတူတူပဲနော်အတိတ်ပြန်လုံးဝ similar ပဲအတိတ်ပဲတူတယ်ပါလေးမင်းနဲ့ကွဲသွားလို့ဆိုတော့ out to ဒီသူကပို့ပြီးရှင်းကြတယ် formal ဖြစ်တယ်ရှင်းကြတယ်ဆိုအတုံးနေတယ်နော်အဲ့ဒါ out to ကဆိုတော့အတုံးနေသူလက်ရှိ model မှာဆိုလို့ရှင်တာလက်ရှိခင်မှာဆိုအတုံးနေတယ်ပေါ့နော်အဲ့မဲ့သူက short နဲ့အတိတ်ပဲတူတူပါပဲ တုံးရဆိုတုံးရှုပ်နဲ့အသေးပဲတူပဲတုံးလို့ရတယ်ပေါ့နော်အဲ့တော့ examen အဖြစ်ဆိုလို့ရှိရင် you ought to do exercise daily မင်းနေရာနေရာလေးချိန်ကလုပ်သင့်တယ်ပေါ့ခုနကနေရာမှာ you should buy this red shirt နေရာမှာ you ought to buy this red shirt တုံးလို့မှန်တယ်နော်တူတူပဲတုံးလို့ရပါတယ်ရှင့်ခုနလိုပဲနည်းနည်းလေးအသုံးနှဲမယ်ဒါရှေးလေးနဲ့ပုံကြမယ်အသုံးနှဲမယ်အဲ့တော့ရှင်းပုံကြမယ်အသုံးနှဲတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့အကုန်လုံးမှာဒီ positive formula နဲ့ပဲတွေ့ရများမှာပါရှင့် negative ဘာနာခုနလို negative ပုံစံတို့ question တို့ခေါ်တဲ့အငင်းပုံစံအငင်းခွန်းပုံစံဆိုလို့ရှိရင်သူတိတ်ပြီးမတွေ့ရဘူးမတုံးတလောက်ကိုနေတယ်ပေါ့နော် okay ဒါ out to ရဲ့အတုံးလေးတူတူပဲ short နဲ့တူတူပဲဘာလေးကွဲသွားလဲအတုံးလေးမဲရှင်းနေနဲ့ပုံချမယ်သူကျွန်တော်တို့ negative form နေနဲ့ပဲကျွန်တော်ဒါ negative form positive form မှာတွေ့မှာပေါ့เนาะအစိုးရဝကြပုံစံမှာတွေ့တာများမယ်ဒါမှမဟုတ်ပေါ့เนาะအာ negative to question လို့ဆိုလို့ရှိရင်အတုံးလေးရဖြစ်လို့လည်းမတွေ့ရတော့နည်းမယ်ပေါ့เนาะ โอเคตัวကျွန်တော်စကားပြောဆိုတဲ့အခါမှာဆိုရှင်ကျွန်တော် out to ကိုဘောနော်အဲကျွန်တော်အာ informal နေရနည်းနည်းလေးစကားပြောတဲ့ပုံစံလေးမှာဆိုရှင်ကြာ out to O U D H T A out to out to ဆိုပြီးတော့ကျွန်တော်ဒါတို့ကျွန်တော်ဒါလေးသုံးလို့ရတယ်ဘောနော်โอเคဆိုတော့ out to ဆိုလို့ရှင်သူနောက်ကထူထက်ကြမလို့ရအောင်နော်သူနောက်ကကျွန်တော် base map ကတန်းတန်းလို့ရပါတယ်နောက်လည်း you out to အဲ့မဲ့တို့ကျွန်တော် return အရေးပါမသုံးဘူးနော် speaking ပုံစံမှာမဲ့တို့ဒါသုံးလို့ရမယ်နော် ခုနကတော့ကျွန်တော်တို့1 2ရဲ့ကျွန်တော်တို့ contraction ဆိုလို့ရှိရင်1နဲ့3တို့လိုပဲ out 2ရဲ့ contraction ဆိုလို့ရှိရင် outer okay အဲ့တော့ ultra 3 2ပါပြီးသားဖြစ်တော့တဲ့ဒူထည့်ကြမှာလို့ရောရှင်းပါတယ်နော် ultra 3 i o d out 2 out 2ရဲ့အတုံးကြီးရှင်းတယ် shoot နဲ့သွားပြီးတူတယ်အခုကိုလုံးတဲ့အကြံပြုရတာသုံးတာပဲ shoot နဲ့တိပဲတူတယ်ဘာလို့လဲကွဲလဲအတုံးနည်းမယ်ကျွန်တော်တို့ပို့ပြီး formula နဲ့ပို့ချမယ် okay now positive ပုံစံနဲ့ပဲသူ့ကိုတွေ့ရများမယ်ဘောနော်သူကျွန်တော်တို့သူ့ရဲ့ contraction ကိုခေါ်တဲ့အတူကောက်ဆိုလို့ရှိရင် ultra ဆိုပြီးသုံးနိုင်တယ် ဒါပေမဲ့စကယ်ပြောမှာပဲပို့ပြီးသုံးရမယ်ပေါ့နော်။ Okay ဒါ number 2 out to ပြီးသွားပြီ shit ပြီးသွားပြီ။နောက်ဆုံး number 3 had better ကျွန်တော်ကတော့တွေ့ဘူးပါပါနော်။ You had better he had better she had better တွေ့ဘူးမယ်နော်။ Okay had better အတော့ better လည်းပြောသေးတယ်သူကဘာဝမလိုက်မှသူလည်းပဲ။နော်အားလုံးလည်းသူဒီစီမီမော်ဒယ်ဘတ်ပဲမော်ဒယ်ဘတ်အောက်ဆုံးဝင်နေတယ်ဒါကြောင့်မလို့ဘာဝမ်းမဲလိုက်မယ်နော် okay head better သူ့ကိုကျတော့သူလည်းမပဲညမှာသုံးမလားတခုခုကိုလုံးသိနေဆိုပြီးအကြံပြုတဲ့နေရာမှာသုံးပါပဲနော်ဘာကွာလဲ तू က shoot တက်ပို့ပြီးတော့ तू က strong ပို့ဖြစ်တယ် तू ရဲ့အကြံပြုတဲ့နေရာမှာပို့ပြီးတော့ strong ဖြစ်ပြီးတော့အကြံပြုတဲ့ပုံစံမှာဖြစ်တယ်ဘာလို့လဲ तू ကကျတော့ဘောနော် तू အကြံပြုတဲ့ဟာလေးဘောနော်အဲ့ဒီဟာလေးကိုမလုပ်လိုက်ဘူးဆိုလို့ရှိရင်တခုခုက soju bad consequence လို့ခေါ်တာပေါ့ soju တခုခုဖြစ်သွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်တတိပေးပြောပြီးတော့အကြံပြုပြောခြင်းတဲ့အခါမှာဆိုလို့ရှိရင် head better သုံးတာ ဆိုတော့ကျွန်တော်ပုံမှန်လေးပဲရိုးရိုးလေးပဲအကြံပြုပြောခြင်းရင် short သုံးလို့ရတယ်အောက်ချူသုံးလို့ရတယ်ပေါ့ဒါပေမဲ့ခုနကလည်းပို့ပြီးနည်းနည်းလေးပြင်းပြင်းပြင်းလေးပေါ့နော်ဆိုတော့ short ပို့ဖြစ်သွားမယ်အဲဒါအောင်ပြောလို့ရှိရင်တော့နည်းနည်းပို့ဆိုးတဲ့ပေါ့နော်ဆိုးကျိုးလေးဖြစ်သွားနိုင်တယ်ဆိုပြီးတော့အဲ thread လို့ခေါ်တဲ့အချိန်လောက်ခုပုံစံပေါ့နော်အဓိကတော့1နီလို့ခေါ်တဲ့3 3ဘေးပြောကြချက်ပေါ့နော်အဲ့လိုလေးပုံစံလေးပါပြီးတော့အကြံပြုပြောခြင်းနဲ့ဆိုရင်ကျွန်တော်ကဘုလိုမာတို့က hatch pattern နဲ့တော့ပြီးတုံးရမယ်။အဲ့ဒါဆိုပို့ဒါဒါမျိုးလေးတုံးရမယ်ပေါ့နော်။ Okay, examine နဲ့ version လောက်ရမယ်။ဒီမှာ examine ဆိုလို့ရှိရင် you had better do your lessons or you will fail the exam. မင်းစာလေ့ကျင့်ခန်းမင်းလုပ်ရမှာလုံးသူလုံးတင်တယ်။ဘောက်ရရင်မင်းစာမဝဲကြမှာ။ဒါ one in the page တွေက threat ဆိုတဲ့ပုံစံတွေပါသွားပြီပေါ့။ခုနရှုပ်ထက်ပို့ပြီး strong ဖြစ်သွားပြီနော်။ဒီမှာလည်းအဲ့လိုပဲ we had better leave now or we will miss the train. ဟာငါတို့အခုထွက်မှငါတို့အခုထွက်သိနေပြီ။ငါတို့အခုထွက်သိနေပြီပေါ့နော်။မဟုတ်လို့ရှိရင်ငါတို့ ယထားနဲ့လွဲသွားမှာတဲ့ဆိုတော့ခုနကလို warning သဘောမျိုးလဲပါသွားပြီပို့ပြီးတော့ shoot ထပ်ပို့ပြီး strong ဖြစ်သွားတယ်နော်ခုနကလိုမျိုးဒါရိုးရိုးလေးပဲအကြံပြုပုံမှန်ပဲအကြံပြုမှာဆိုလို့ရှိရင်ဒါ shoot တို့ off shoot တို့သုံးလို့ရတယ်ခုနကလိုမျိုးအဲနောက်ဆက်တော့နေနေပေါ့နော်တခုခုဆိုးဆိုးဖြစ်သွားနိုင်နေဆိုပြီးတော့ပို့ပြီး strong ဖြစ်ပြီးတော့တတိပြေးပြောပြီးတော့အကြံပြုပြောချင်တော့ကျွန်တော်ဂူရူမာတို့ကဒီ head butter ကိုသုံးအောင်မှာဖြစ်ပါတယ်ရှင့် okay ဒါလည်းဒါ head butter အသုံးလေးပေါ့နော် ူကကျတော့ကျွန်တော်တို့ positive form နဲ့ negative form သူ့ကိုတွေးလို့ရတယ်။ဒါပေမဲ့သူ့ကိုကျွန်တော်က question form လို့မတွေးရအောင်ပြေးပြီးတော့။နော်အဲ့တော့ဒါဆိုလို့ရှိရင် okay ဒါ positive form အဆိုပြုဝကြပုံနဲ့ပေါ့နော်။အဲ့တော့ head better ရဲ့ negative ဆိုလို့ရှိရင်ကျွန်တော် head နောက်က normative ဟုတ်နော်။သူဒီ modify ဖြစ်တဲ့အတွက် simple body mass ဆိုတာ modify အောက်စုဝင်မယ်လေ။ဖြစ်တဲ့အတွက်သူ့နောက်ကပဲ not line မှာ။ဒါလေးလည်းအမှတ်သိနေနော်ကျွန်တော်ကိုယ်တော်မှာတော့နော်။အဲ့ကြတော့မှဆိုလို့ရှိရင်ထားပါတော့နော်။ You had better not leave your bag there. မင်းအိတ်ကိုမင်းအနားမှာမင်းမထားသင့်ဘူး။ somewhere my steal it ကျောက်ကခိုးယူသွားလိမ့်မယ်တဲ့နော်သူလည်းဒါအကြံပြုဟုတ်တယ်နော်ပိုပြီး strong ဖြစ်တဲ့ပုံစံနဲ့အကြံပြုပြောနေတာနော်မဟုတ်လို့ရှင်ဒါဖြစ်သွားလိမ့်မယ်ဆိုတဲ့ပုံစံနဲ့လေအဲဒီလိုပြောကြတဲ့ပုံစံနဲ့အကြံပြုတာဆိုတော့ head better ကိုသုံးသွားတယ်ဒါပေမဲ့မလုံးသိဘူးဆိုပြီးတော့ကျွန်တော်တို့ကအငြင်းပုံစံပြောတာဖြစ်တဲ့အတွက် head better နောက်က not ထည့်လိုက်တယ်ဒါ negative form လေးပါတခါလဲရှင်းပြပြီးသားဖြစ်သွားပါတယ်နော် okay အဲ့တော့ကျွန်တော်ကဒါလေးရှင်းသွားမယ်ထင်ပါတယ်ရှင်အကြာကျွန်တော်သင်ခန်းစာဗီဒီယိုဖိုင်လေးကိုပေါ့နော်အခုဒီ ဒီနေ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအပြီးထိအဆုံးထိပေါ့နော်စိတ်ရှင်နဲ့ရှင်နဲ့ကြည့်ပြီးလဲကျွန်တော်ကိုလိုမှာတော့ဒုတိယချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျွန်မဒီနေ့ပြည့်စုံကြပါစေရှင်